မင်္ဂလာပါမငယ်ရအောင်ဒီနေ့ရောက်ရှိတဲ့နေရာကတော့ကရင်ပြည်နယ်ဖအံမြို့ရဲ့ကျောက်ကလပ်ဇီရီဝန်းကျင်မှာရှိနေတဲ့ချမ်းသာကြီးမြတ်စွာဘုရားကိန်ဝတ်ဆံဘေရာကျောင်းဆောင်ကြီးကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်ကျောင်းဆောင်ကြီးရဲ့အဝေဝါမှာဆိုရင် ချမ်းသာကြီးမြတ်စွာဘုရားဆိုင်ပုဒ်ကိုရေးထားပြီးတော့ ကျွန်တော်တို့ကအဲ့ဒီအောက်ကနေဖနက်ချုပ်ပြီးတော့လေကားတိုင်းတက်သွားမှာဖြစ်ပါတယ်အဲ့ဒါပရိတ်တ်တွေအပေါ်မှာအပေကဲ့သို့တော့စင်သူတော့ရှိလဲဆိုတာကျွန်တော်နဲ့သူလိုက်ပြီးတော့ကြည့်ကြမယ်နော်လောဆယ်ကျွန်တော်တော့ဘယ်နေရာမှာဖနက်ချုပ်လာမသိတော့လိုက်ကြည့်နေဖနက်ချုပ်ပြီးတဲ့ခါကျကျွန်တော်တက်လိုက်ပြီးတက်တဲ့ခါကျတော့အပေါ်မှာဆိုရင် ဗုဒ္ဓစင်နုတော်သစုရဲ့အရှိမပန်အိုးအလှပတင်နဲ့ထိုးထားတဲ့ပန်းလေးတွေရဲ့ပြီးလို့ရှိရင်တတိဆုံးကတ်ထားတာဒီဘက်ခြမ်းမှာဆိုရင်ပန်းချောက်လေးတွေနဲ့ပန်းစီဒီပုံတည်ထားတာဖြစ်ပါတယ်ကျွန်တော်တဖက်မှာဆိုရင် စကြင်ချောင်းနဲ့ပြုလုပ်ထားတဲ့ချမ်းသာကြီးမြတ်စွာဘုရားရဲ့တပိတ်တော်ကိုလည်းတွေ့ရှိရတာဖြစ်ပါတယ်ဒီဘက်မှာဆိုရင် ကြီးတပိတ်တော့လဲကျွန်တော်တို့သိရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီခြမ်းသာကြီးမြတ်စွာဘုရားဒီဘက်ခြမ်းမှာဆိုရင်ကလထိုင်ဒီတွေလည်းရှိတယ်ခြမ်းသာကြီးမြတ်စွာဘုရားရဲ့ဘေးဘက်ပတ်လဲကိုပတ်လာလို့ရှိနော်ကျွန်တော်တို့တာမညာဆရာတော်ကြီးရဲ့ရုပ်ကလပ်ဖျောင်းသားနဲ့ပြုလုပ်ထားတဲ့ရုပ်ကလပ်တော်ကိုဖူးမြော်ရမှာဖြစ်ပါတယ်တကယ်လက်ရမြောက်တဲ့ဖျောင်းသားပညာရှင်မှာဆရာတော်ကြီးစီမှာကျွန်တော်က ပြည်သူများကုသိုလ်ကောင်းမှုနဲ့သူရှိရှိသမျှကုန်သောတ ত্ত্ব အားလုံး30ဖွန်အားလုံးကိုအမြတ်တမ်းပေးဝေးတယ်ကုသိုလ်ကုသိုလ်ပြုတိုင်းတဲ့ဆရာတော်ကြီးကိုအမြဲတမ်းမေတ္တာပို့ပေးတယ်ဒါကျွန်တော်ရဲ့အမြဲတမ်းပို့တာနေကြမေတ္တာဒါစဉ်ကြောက်ကလတ်စာသင်သားများကောင်းမှုဆိုပြီးတော့ဝါလာကျိန်လာတဲ့ထိုင်ခုံလေးတွေလှူဒန်းထားတယ်ဒါဆိုရင် မောင်တေးတေးမောင်ကြီးကြီးပေါ့ကျွန်တော်အမိအဲ့တော့ပရိသတ်ကြီးတွေအားလုံးကိုကျေးဇူးတင်ပါတယ်